မင်္ဂလာပါခင်ဗျာစာရေးသူဆရာဟန်ဆိုင်စေမန်ရေးတာတော့အစုံအစံစီးစင်းခဲ့တော်လဲလို့အမြင်ရတယ်ဝိထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာနားဆင် ကြည့်ပါအောင်ခင်ဗျာအစုံအစံစီးစင်းခဲ့တော်လဲအခုရပိုင်းအတွင်းလူနာတွေကျွန်တော်ကို ပေးသွားတဲ့ပတ်စံအများစုကတထောင်နံအစ်စ်တွေကြီးဖြစ်နေတယ်အစကတော့အံ့ဩတယ်လို့ဖြစ်မိပေမဲ့လူနာတချို့ကိုမေးကြည့်မှຫນွေစဘာအတွက် ရွာတွေကတောင်သူတွေကိုအစိုးရဘဏ်ကပတ်စံထုတ်ရှင်းပေးတာမကြသေးခင်ကလို့သိရတယ်။ပတ်စံအသေးကလေးတွေကိုမြင်နိုင်ဘဏ်တစ်ခုခုကိုအကြောင်းအမျိုးမျိုးကြောင့်ရောက်သွားမိတဲ့အချိန်တိုင်းကျွန်တော်ရင်ထဲမှာအတိတ်ကိုတန်းတပြီးဝမ်းနေဝမ်းတာခြင်းတွေကိုတပြိုင်နက်ခံစားရတယ်။အခုလေစေကန်းနဲ့ထိုင်နေရင်လူနာပေးသွားတဲ့တထောင်တန်အသေးကလေးနှစ်ယောက်ကိုကရင်ကျွန်တော်ရဲ့စိတ်တွေက အတိတ်ကာလကိုရွေးလျားသွားနေတော့တယ်။ ဒီနေ့မနေ့ခန္ဓာဗေဒစာမေးပွဲဖြေရမှာမို့မနေ့ညကနှစ်နာရီအထိစာကြက်ခဲ့လေတော့အရှင်မူတို့ဖြစ်ပြီးကျွန်တော်ရဲ့စိတ်တွေက ထိုင်းမိုင်းနေတယ်။စာမေးပွဲအခန်းထဲမဝင်ခင်ရင်ပတ်ထဲမုန်းကြက်လို့ဖျားစာတွေတတို့တို့ရုပ်ဆိုနေမိတယ်။စာမေးပွဲအခန်းထဲမှာနှစ်နာရီနေပါထိုင်ဖြေပြီးပြန်လည်ထွက်လာတဲ့အချိန်ဆက်တနာရီခွဲနေပြီ။စာမေးပွဲမဖြေခင်ကသာစိုးရိမ်နေတာပါ။တကယ်တမ်းစာကြက်ထားတဲ့အခါ တာမီးပွဲအခန်းထဲရောက်တာနဲ့စာတွေက သူ့အလိုလိုထွက်လာတာပဲဖြည့်ပြီးတာနဲ့စိတ်တွေကလွတ်လပ်ပေါ်ပါသွားရောဆိုင်ကယ်ထားရနေရာကိုတွားနေတဲ့ကျွန်တော်အခြေလမ်းတွေကတွက်လက်မြန်ဆန်နေတယ်ဆိုင်ကယ်ထားရနေရာရောက်တော့မိုးကဆိုင်မစင့်ပုံမစင့်ဟောကနေရွာချလိုက်တာစေချောင်းနဲ့ပြန်ပြေးချိန်တော့မရနိုင်ဘူးမိုးမင်းကိုချိန်ဆဲလို့မိုးရွာထဲမှာပဲဆိုင်ကယ်စီပြီးအဆောင်ကိုပြန်လာခဲ့တယ် မန္တလေးမိုးကတော့ပြောမပြောချင်ဘူးရွာချတာမှမကြသေးဘူးလမ်းပေါ်မှာရေတွေပြည့်နေပြီဒီနေ့တော့ဘလောက်ရွာရွာရွာချမ်းပါသေးမနှက်ပြမိုးမရွာရင်ပြီးရောဒါမှအကြောင်းပေးရမှာချစ်သူနဲ့ပြင်ဦးလွင်တက်လေလို့ရမှာအဆောင်ချေးရောက်တော့အကိုဝမ်းခွဲကအဲ့နေရင်အဝတ်အစားတွေနဲ့အဆောင်အောက်မှာထိုင်းနေတာတွေ့ရတယ်လာမှမကုန်သေးတာအိမ်ကပတ်စံပို့ခိုင်းလိုက်တာလည်းမဖြစ်နိုင်ပါဘူး ကျွန်တော်ကိုမြင်မြင်ချင်းအကိုကညီလေးမင်းဘုံကဘာလို့စက်ပိတ်ထားတာလဲအကိုမနဲ့ကလေးကရောက်နေတာအတော်နေမကောင်းလို့ညီလေးကိုလာခေါ်တာမနဲ့ကလေးကဆံမေးပွဲဖြေရမှာမို့ဖုံးပိတ်ထားခဲ့တာပဲဆံမေးပွဲမဖြေခင်ကျွန်တော်ရင်ထဲတင်းကျပ်ကျပ်ကြီးဖြစ်နေတာဒါကြောင့်များလားအမေအတွက်ဆိုရင်ပူပန်ပြီးကိုကြီးကိုမေးခွန်းတွေဒရဆက်မေးမိလေတော့တယ်အမေဘာဖြစ်လို့လဲ ဆရာဝန်မပြဘူးလားအခုရောဘလို့နေသေးလဲအမေဘာမှမဖြစ်ဘူးမို့လားဆရာဝန်ပြထားတယ်အတော်ကညီလေးနဲ့တွေ့ကျင်တယ်ဆိုလို့အကိုကြီးအမေဘာမှမဖြစ်ဘူးမို့လားဟင်အမေဘာမှမဖြစ်ဘူးမို့လားပြောပါအကိုကြီးကအမေဘာမှမဖြစ်ဘူးမို့လားကိုကြီးပကုန်းကိုကျွန်တော်ကင်ဆယ်ပြီးမေးတော့ညီလေးစိတ်အေးအေးထား အတော်ဘာမှမဖြစ်ဘူးကျွန်တော်ရဲ့အခြေဆူးဆူးတွေကိုခြောင်လဲပြီးအကိုက ဖြင်းညင်းသွားဖြေတယ်လာအကိုကြီးအမြန်သွားကြစို့မိုးရွာနေတာကိုအင်းကြီးလဲပြီးမိုးကဝက်ခုံညီလေးကျွန်တော်အခန်းထဲအမြန်ပြေးပြီးအဝတ်အစားလဲလို့ကိုကြီးဆိုင်ကနောက်တက်လိုက်လာခဲ့တယ်ကျွန်တော်တို့ရွာက မန္တလေးနဲ့ဆိုဆိုင်ကနှစ်နာရီနီးပါးစီရတယ်တေချာစဉ်းစားကြည့်မှကျွန်တော်ရွာကိုမပြောင်းဖြစ်တာ လေးလကျော်သွားပြီဆေးကြောင်ဆက်တဲ့ခါသားကတော့ကြောင်းပိတ်တာနဲ့အိမ်ကိုတန်းပြန်တာပဲနောက်တော့တလတခါပဲပြန်ပြစ်တော့တယ်တလတခါအိမ်ပြန်နေဆိုတာကလည်းတလသာပတ်စံပြန်ယူတာဒုတိယနေ့ရောက်တော့စာတွေကလည်းများတဲ့အပြင်ရေးစားရပြီးအိမ်ကိုမပြန်ပြစ်တော့ဘူးကြောက်စက်ဘန်ကနေပဲငွေလွှဲခိုင်းရတယ် ဒီနေ့မှာ88လမ်းမကြီးပေါ်မှာဆိုင်ကယ်တွေကားတွေကပိုလျှုပ်နေတယ်လို့ပါပဲမိုးကတက်ရကနေဆဲသွားပြီကျွန်တော်လက်ပြားခြေပြားတွေကအေးဆက်နေပြီမဲ့ရင်ထဲမှာတော့အမေကိုစွန့်ရင်စိမ့်နဲ့ပူလောင်နေခဲ့တယ်စိတ်ပူနေတော့လားမသိဘူးကိုကြီးဆိုင်ကယ်မောင်းနေတာနှိမ့်လိုက်တာကိုကြီးမြန်မြန်မောင်းပါဟဟာဒီထက်မြန်မြန်မောင်းရင်ဝင်တိုက်ဖို့ပဲရှိတော့တယ်စိတ်အေးအေးထားအတော်ဘာမှမဖြစ်ဘူး ဆိုင်ကံပေါင်းရင်ထွက်လာတဲ့ကိုကြီးအတန်တွေကတုံတုံရင်ရင်အိမ်ကိုအမြန်ပြန်ရောက်ချင်ပါတယ်ဆိုမှမန္တလေးကျွဲဆက်ကံအထွက်ကမီးပွိုင်မှာမီးနေမိနေသေးတယ်လမ်းဘေးကဗန်စီအကြည့်ရောက်သွားတော့ကျွန်တော်အိမ်မပြန်ဖြစ်လို့အမေကိုဖုံးဆက်ပြီးဗန်ကနေငွေလွှဲခိုင်းတဲ့နေ့ကိုတတိယသွားတယ်ဟဲ့တာအမေမှဗန်ကိုမတော်ဘူးတာအမေမတော်တတ်ပါဘူးตาအိမ်ကိုပြန်လာခဲ့လေ ်ဟာဗျာအမေကလည်းလွှမ်းမဲ့ပတ်စံရင်အမေမှတ်ပုံနေနံပါတ်ရယ်ဒါမှတ်ပုံနေနံပါတ်နဲ့ဖုန်းနံပါတ်သာယူသွားဘဏ်ကဝန်ထမ်းတွေလုတ်ပေးလိုက်မယ်ဒါကစာကျက်နေရတော့ပါနော်အမေနော်လို့တကယ်တော့ဘန်းဆိုတာအမေအတွက်အစိမ့်တက်တက်ရယ်ပါ ကျွန်တော်ပူဇော်လုံးတို့သာအမေနဲ့ဘန်းကစုံစည်းရတာပါ အမေနဲ့အဖေကတောသူတောင်သားပြီးပြီးအရန်ရိုးကြတယ် တနေ့နေလို့ကြောက်စက်မျိုးပေါ်တစ်ခေါက်မရောက်ကြဘူးလူရှုပ်ထွေးတဲ့နေရာတွေအစိုးရဌာနတွေကိုတွားရမှာအရန်ကြောက်ကြတယ်အပေကလဲတွေကိုအငှားချထားပေမဲ့ဘက်ထရီအားတင်းဆိုင်ဖွင့်ထားလေတော့အပြင်သွားလို့မရလို့ကျွန်တော်စီငွေလွှဲဖို့ကြုံတိုင်းအမေသေးဘဏ်ကိုတွားရတယ်မိပွိုင်းကအထွတ်မြို့ပြင်ရောက်တော့ကိုကြီးကဆိုင်ကယ်ကိုအချိန်တင်ပြီးမောင်းနေဆိုင်ကယ်နောက်ကထိုင်လိုက်ရင်အမေဘာဖြစ်နိုင်မလဲစဉ်းစားနေမိတယ် အမေမှာယောဂဆိုလို့တွေးတိုးပဲရှိရပါဒါပေမဲ့တွေးတိုးယောဂဆိုတာ တိတ်တဆိတ်လူတတမားလို့တကဘာလုံးကလက်ခံထားတယ်မဟုတ်လားတနေ့တနေ့တွေးတိုးကြောင့်သေးနေတဲ့လူတွေကနဲတာပါမဟုတ်တာကျွန်တော်ကိုမန္တလေးအထိလာခေါ်တာအမေများတွေးတိုးကြောင့်အုံနောက်တွေးကြောပေါက်သွားပြီလားလေဖြက်သွားတာများလားအမေကစိတ်ထားကောင်းတဲ့သူပဲအဲ့လိုမျိုးတော့မဖြစ်တော့ပါဘူး လို့တွေးမိပြန်တယ်။ဒါပေမဲ့အတိတ်ကံကြောင့်ဖြစ်ခဲ့ရင်ရှောင်းထဲတို့မှမရတာ။ကျွန်တော်အပားမှာမျက်ရည်တွေစီးကြလာတယ်။အမေကကုသိုလ်တရားတွေနေ့တိုင်းလုပ်နေတဲ့သူပဲ။အမေဆုံးသွားခဲ့ရင်တော့ကောင်းရာတုဂတိလာမှာပါလေ။ဒါပေမဲ့အမေဘာမှမဖြစ်ပါစေနဲ့။ကျွန်တော်အမေကိုမခွဲနိုင်သေးဘူး။အမေကိုအဆုံးရှုံးမခံနိုင်ဘူး။အမေဘာမှမဖြစ်ပါစေနဲ့။ အမေဘာမှမဖြစ်ပါစေနဲ့ဖေဟာကျွန်တော်စိတ်ထဲကနေစုတွေတောင်းလိုက်ရရသမျှဖေဟာစာတွေဆိုလိုက်ကျွန်တော်နဲ့အမေကြားကအမတ်တရတွေမြင်အောင်လိုက်နဲ့ရှေလျားလုံးနဲ့နှစ်နာရီကြာအိမ်ပြန်ခရီးကိုစိတ်တထင်ထင်နဲ့ဖြတ်ကျော်ခဲ့ရတယ်အရင်ချက်ရောက်ရောက်ချင်းဆိုင်ငယ်ဘောကဆင်းပြီးအိမ်ထဲပြေးဝင်မိတယ်အဖေကဗယ်ရီအိုးအားသွင်းတဲ့အခါမှာလူတချို့နဲ့စကားပြောနေတယ်။အဖေကမိန်းမမနေပဲဘာလုပ်နေလဲမသိဘူး။ အဖေကိုစိတ်တူပြီးထွက်လာတဲ့ကျွန်တော်အတန်တွေကမဆက်ဆက်အဖေအမေရော အမေဘလို့နေသေးတော့အဖေကမိဖို့ကြောင့်ဘက်ကိုမင်းငေါပြနေတော့အမေကမိဖို့ကြောင့်တဲ့ကထွက်လာတယ်ကျွန်တော်စီပြေးလာပြီဟောငါသားကြီးပြန်လာပြီအမေနေမကောင်းဘူးဆိုအခုဘလို့နေသေးလဲကိုကြီးကဆိုင်ကယ်ကိုမကြီးပင်အရေးအောက်ထောက်ရင်တခိခိရေနေတော့ အမေနဲ့အဖေကပါတယောက်မျက်နှာတယောက်ကြည့်ပြီးရေကြတယ်။အမေဘာမှမဖြစ်ဘူးတာ။တားကိုလွမ်းလို့မောင်ဆိုးကိုညာခေါ်ခိုင်းလိုက်တာ။ကျွန်တော်ရင်ထဲကအလုံးကြီးကိုတပြင်းချက်ကြီးတစ်ချက်နဲ့အတူလွှတ်ထုတ်လိုက်ပြီ။ဟင်းတားကတော့တကယ်မဲ့လို့စိတ်ပူလိုက်ရတာ။ကိုကြီးကလည်းကျွန်တော်စိတ်ပူနေတာသိရတာနဲ့အမှန်တိုင်းမပြောဘူး။ကိုကြီးပဲနဲ့ပြီကျွန်တော်ရန်လုပ်လေတော့ အမေကကျွန်တော်လက်ကို ဆုပ်ကင်ရင်မောင်ဆိုးကဘာမှမပြောဘူးအမေမာလိုက်တာပါဒီလိုမှမခေါ်ရင်တားကအိမ်ပြန်မလာဘူးလေစာကျက်နေရလို့ကျူရှင်တက်နေရလို့မအားသေးလို့နဲ့ဆင်ခြေတွေပေးနေတာလေးလာကြောသွားပြီဒီနေ့တားကြိုက်တဲ့ဟင်းတွေရေးကြည့်ချက်ထားတာတားခဏနားပေးရင်အမေပြင်ပေးမယ်ကျွန်တော်ကမျက်နှာစူပုတ်ပုတ်နဲ့အမေကိုစိတ်ဆိုးခြင်းအောင်ဆောင်းပြီတော်ဒီလောက်နဲ့တော့မကျေနပ်ပါဘူး တားပြက်လာရင်မဟုတ်ပေးရမယ်အင်းပေးရမှာပေါ့ဒီလကုံတုံးကလည်းတားတောင်းတာတဲ့အမေပို့လွှဲလိုက်တယ်လေရောက်တယ်မဟုတ်လားအမေကလည်းဘန်းကလွှဲလိုက်တာပဲရောက်တာပေါ့အင်းအဲ့ဒီပတ်စံအလုံးအစ်တွေပဲမဟုတ်လားဗျာကျွန်တော်နားမလဲစွာနဲ့အမေကိုငေးကြည့်မိတယ်အမေနဲ့အဖေကအသက်40ကျော်မှအိမ်အောင်ပြုတ်ပြီးကျွန်တော်ကိုမွေးခဲ့တာအမေရဲ့စံစားတွေကဖြူနေပြီး အမေမျက်နှာမှာအရေးအကြောင်းတွေကထင်ရှားနေပြီခါးကအနှဲငယ်ကိုင်းလို့သွားတဲ့ချို့ကမရှိတော့ဘူးဒါပေမဲ့ကျွန်တော်ကိုကြည်လာတဲ့အမေမျက်ဝန်းတွေကတော့စမ်းရည်လို့အေးမြပြီးလရောင်လို့နှွေးထွေးတဲ့မြေတားဓာတ်တွေနဲ့တောက်ပနေခဲ့တယ်ဟဲ့တာဘာငေးနေတာလဲအမေလွှဲလိုက်တဲ့ပတ်စံအစ်စ်တွေရရဲ့လားလို့ဟုတ်တယ်တားကြည့်ရတားမေကဘက်ထရီအားသွင်းလို့ရတယ် ပတ်စံအစ်စ်တွေဆိုရင်ချက်ချင်းတိမ့်တာညာတိုင်းလေကုံထုံဆိုင်ကဒေါ်ဘူးမစီပတ်စံအဟောင်းနဲ့အစ်စ်သွားလဲတယ်လာကုံတာနဲ့တားစီလွှဲတာပဲအဖေကအတက်တရောချင်းပြနေပေမဲ့ကျွန်တော်ကတော့ပြောစရာစကားလုံးတွေပျောက်ဆုံးနေခဲ့တယ်ဘလောက်တောင်ဝမ်းနေစရာကောင်းတယ်လေကျွန်တော်ကသာမြို့ပေါ်မှာကြောင်းတက်ပြီးခင်းနဲ့မျက်ရည်မပြတ်ခဲ့တာလေးတန်းအထိကြောင်းတက်ခဲ့ရတဲ့အမေနဲ့ဖုန်းကြီးကြောင်းထွက်အဖေက ဘဏ်ရဲ့ငွေလဲစနစ်ဆိုတာကိုမသိချဘူးကျွန်တော်အိမ်ပြန်ပြီးပတ်စံယူတိုင်းတထောင်တန်အစ်တစ်ကလေးတွေပြီးပေးတာကိုတတိထားမိပေမဲ့စဘာရောင်းထားလို့ပတ်စံအစ်တစ်တွေတလုံးတစ်စီးတည်းရထားတယ်ပဲထင်နေခဲ့တာဟဲ့တာအမေမေးတာဖြေအောင်လေတော်ကြဘဏ်ကလူတွေကပတ်စံအစ်တစ်တွေကိုအဟောင်းနဲ့လဲပြီးပို့မှဆိုးလို့ဘဏ်ရဲ့ငွေလဲစနစ်ဆိုတာအဆရှိပြီ အမေနဲ့အဖေကိုချင်းပြဖို့ကျွန်တော်အားယူလိုက်ပင်မယ်တကယ်တမ်းကြတော့ဟုတ်ရောက်တယ်အမေပတ်စံအလုံးအစ်စ်တွေကြီးပဲဒါပေမဲ့အမေကနောက်တစ်ခါပို့ရင်အဟောင်းတွေပဲပို့တော့တစ်တစ်ဟောင်းဟောင်းတားကတုံးပြစ်တာပဲလေအိုးအဲ့ဒါလို့လည်းပဲဟုတ်မလဲအမေသားကမြို့ပေါ်မှာတထေးသားတွေနဲ့အတူကြောင်းတက်နေရတာလူကြတဲ့ပတ်စံအဟောင်းတွေတုံးရင်တားမျက်နှာငယ်နေမှာပေါ့အစ်စ်ပဲပို့မယ် အဖေကလည်းအမေတကားကိုထောက်ခံတဲ့အနေနဲ့ခေါင်းတညိမ့်ညိမ့်လုပ်နေခဲ့တယ်။ကျောင်းပည့်ရတိုင်းတာပြန်လာပါမယ်အမေရဲ့။ကျောင်းပည့်ရတိုင်းတာပြန်လာပါမယ်။ပြန်လာပါမယ်အမေရဲ့။ကျွန်တော်အယူတယောက်လိုရေရွတ်ပြီးအမေနဲ့အဖေကိုဖတ်လို့အားရပါရငိုပြစ်တယ်။ကျွန်တော်ငိုတော့အမေကပါလိုက်ငိုတယ်။ဆရာဆရာဆရာ စေကံအပဝါကလူနာ ခေါ်လိုက်တဲ့အတန်ကြောင့်အတိတ်ကိုရောက်နေတဲ့ကျွန်တော်အတွေ့အဆက်ပြတ်တောက်သွားတယ်။အခုအချိန်မှာ ကျွန်တော်ကဆရာဝန်ဖွဲ့ရပြီ။ရွာမှာပဲစေကံဖွင့်လို့ပတ်စံတွေရှားနိုင်ပါပြီ။ဒါပေမဲ့အမေကတော့ကျွန်တော်နောက်ဆုံးနှစ်မှာပဲသွေးတိုးကြောင့်ဆုံးသွားခဲ့တယ်။အမေဆုံးသွားတဲ့အချိန်အမေတစ်တာထဲမှာ ကျွန်တော်စီပို့ဖို့ပတ်စံအတိတ်ကလေးတွေတင်ထားတာတွေ့ခဲ့ရတယ်။ ျွန်တော်လဲအမေလိုပဲပတ်စံအစ်စ်ကလေးတွေတွေ့တိုင်းစုတတ်နေပါပြီအမေရဲ့အမေပတ်စံအစ်စ်တွေစုခဲ့တာက ကျွန်တော်စီပို့ပြီးပညာသင်စေဖို့ကျွန်တော်စုတာကတော့အဖေကိုလှုပ်ကြွေးပြုစုဖို့နဲ့အမေကိုရည်စူးပြီးကုသိုလ်ကောင်းမှုပြုလုပ်လှူဒန်းဖို့ပါပဲဟန်ဆိုင်စေမံမဟေဒီမဂဇင်းစက်တင်ဘာလ2015ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာခုဆက်လက်ပြီးတော့ ဆာရည်သူအောက်ဆီဂျင်ခက်တလုပ်ပြီးရေးတာတော့အပြုံးဤနာဝယ်လို့အမည်ရတယ်။ဝတ္ထုတို့လေးကိုဆက်လက်၍ဖျားချတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာ။အပြုံးဤနာကွယ်။ဥလို့ချက်ဆုံးပြီ။အတတ်မထွက်နိုင်လို့အိမ်ခေါင်ကိုဖောက်လိုက်ရတယ်တဲ့။ဥချက်လူဆုံးပြီဆိုတော့လူမှုကွန်ရက်တင်းကတုံးမိထက်မြန်စွာပြန့်နှံ့သွားသည်။ဥလို့ချက်နာရေးတင်းကပုံမှန်ထက်ကြောကြားသွားရသည်မှာ။ အသက်မထွက်နိုင်လို့အိမ်ခေါင်မိုးဖောက်မှ အသက်ထွက်တဲ့တဲ့ဆိုတော့နောက်ဆက်သွဲတရင်ကိုလူအများကစိတ်ဝင်စားနားဆွင့်ကြသည်ဘာကြောင့်အသက်ကမထွက်နိုင်တနည်းဘာကြောင့်အိမ်ခေါင်မိုးဖောက်ရတနည်းအသက်ထွက်ခြင်းနဲ့အိမ်ခေါင်မိုးဖောက်ခြင်းမှာမိခဲ့သူပတ်သက်ဆွေးနွေးမှုရှိပါတယ်လေစသောဗဟေတိဆန္ဒသောတရင်ကို အထူးစိတ်ဝင်စားနေကြသည်ဦးလူရှိသည့်ဌာနဆိုင်ရာအကြီးအကဲတို့ ဥလို့ရှိရင်မျိုးကိုပြောင်းလာခြင်းကလဘဝါချီဘဝတတ်တတ်မဟုတ်ပါလူကုံထံတို့စီးလေရှိသောရွှေငါကားအဖြူကလေးနဲ့လာသည်ဥလို့ချစ်ကဌာနကပေးသောအိမ်တွင် အနေသာပြကအမြဲမနေမျိုးတိအစွန်ကြသောရက်ွက်တွင်သာငှား၍နေ၏လုံလမှုနှင့်လေကောင်းလေတန့်ရရှိရန်အတွဲဟုဆို၏ဥလို့ချစ်ကအနေထိုင်စတိုင်ကြလာ၏ ရွှေရောင်ဂိုင်းကွက်ထားသောနေကမျက်မှန်နှက်ကိုအမြဲတက်ထားသည်။ထောင်ပေါင်းသောအရက်နှင့်ယောက်ျားပိသားစွာခံ냐သောဥပဒိရုပ်တွင်ကိုပိုင်ဆိုင်သည်။မိခိုးရောင်တိုက်ပုံနှင့်ရှီကျောလုံကြီးကိုမချွတ်တန်းဝက်ခါဂုံအိန္ဒြေနှင့်တင့်တယ်မှုသူ၏အဆင့်နှင့်လိုင်လျောစွာနေထိုင်မှုကိုပြသ၏။တခါဥလူရှိသည်လူမှုကွန်ရက် Facebook ကိုနှစ်သက်ခုံမင်စွာအသုံးပြုသည် ။ခေါင်းရိုက်နေသည့်ပုံများသူ့အပေါင်းဖော်များနှင့်ဝိုင်းဖွဲ့စားတောက်နေသည့်ပုံများသူ၏ဘာသာရေးအလူတန်းလုပ်သည့်ပုံများမြို့ရှိပရာဟိတလုပ်ငန်းများကိုထောက်ပံ့ကူညီသည့်ပုံများကို မထပ်အောင်တင်သည်။မြို့ကလူများကဥလူရှိကိုခက်ပြော့ပြော့နေတတ်သောအရာရှိကြီးတဦးဘာသာရေးပရာဟိတအရေးလူမှုရေးတို့ကိုစွန်းစွန်းတမန်အာကျိုးမှန်တက်လိုက်ပါဆောင်ရွက်တတ်သူဟုရှုမြင်ကြသည် ထို့ကြောင့်နာမည်နှင့်လိုက်အောင်လူရှိလူခင်ပေါ်များသည်လေးစားကြသည် ဟိတ်ခန့်ကောင်းပြီးထထဲဝဝနေတတ်သောဥလူရှိကလည်းတိုက်ပုံဝတ်တဲ့သောနေရာတွင် တိုက်ပုံဘောင်းမီနှင့်ချိုးထုတ်ရသောနေရာတွင်ဘောင်းမီဝတ်နိုင်ရန် ကားပေါ်တွင် အစင်သည်ထည့်ယူလာက သူတပည့်မောင်ဆိုးကစီမံဖန်တီးထားသည်ဥလူရှိဒီမျိုးကိုပြောင်းရွှေ့လာရာအရှားအရာများပြောင်းလဲမသွားတော့လေတိတိတသာပြောင်းလဲသွားသူတို့အူရှိသည် ထို့သူမှာသူ့လက်ဆွဲတစ်ပည့်မောင်ဆိုးဖြစ်သည် မောင်ဆိုးသည်ဥလူချစ်တို့ယုံကစာပို့အထွေထွေဝန်ထမ်းဖြစ်သည် ဥလူချင်းမျိုးတို့ပြောင်းလာပြီးနှစ်နှစ်အတွင်းရခင်ကရောက်ချက်တက်နေသော စပိန်စီးနေရာမှာတရုတ်ဆိုင်ကနေဖြစ်လာ၏ရခင်ကနွမ်းဖက်နေသောအဟောင်းတန်းအထယ်များမှာဟုတ်တော့ပဲတက်လွင်သောတန်းရှိတ်ထယ်များနှင့်တောက်ပြောင်လာသည်ရုံးတက်လျင်ပင်မောင်ဆိုးလက်ကအုပ်ပုံလက်စွပ်သည် ထိန်ထိန်လက်လက်နဲ့မျက်စိကျင်းလာသည်တရားတော်ကသူ့သားကိုရှင်ပြုရာဂျွာလုံးကျို့မိခိုတိတ်တင့်ဖိတ်ခါကျွေးနိုင်လေသည်မောင်ဆိုးမိမဝင်းကြီးကို ကြည့်ပါဦးယခင်ကရွာစည်းတန်းနှင့်ကစွန်ရွက်တအုပ်ရှမောင်တဆုပ်စသည့်တို့ကိုအပေါင်လောက်ခါဒေါ်နင်းစီကနေပြန်တိုးอยู่ရောင်းပြီပြန်ဆက်ထမင်းနတ်မအောင်မနှဲယုံကန်နေရတော့ဘောကယခုကမဝင်းက လက်ကောက်ဝက်မှာချွင်ချွင်မြီတော်ခြေလက်ကောက်တွေကိုမချွတ်တန်းဝေးဈေးသူဈေးသားများကိုနေပြန့်တို့ရှေးစားသူဖြစ်လို့နေလိမ့်ပြီအတိုးမပေးနိုင်သောဈေးသက်များကို အထဲရောက်သွားခြင်းလားထောင်နှကန်းနီးကျင်နေပြီလားတတိထားဘာညာနဲ့ချိန်လျှောက်ကလှုပ်ရှားတတ်နေပြီတနေ့တကြားမောင်ဆိုးပါဝါထွားလာလိမ့်ပြီအင်းကြီးထမိန်ခိုးမှုစပိန်ပြောက်ဆန်ကယ်ခိုးမှုလက်သေးထိုးမှုလောက်တော့ယုံသွားကြရမလို့ ရံဖြစ်မှု အရက်ဖမ်းမှုလင်းနရားစကားများမှုကိုတခြားသွားเสียရမလို့မောင်ဆိုးရှင်းထုတ်နိုင်သည်တမတ်ထားသောဂါကြီးတာပေအာလုံးအေးရအေးကြောင်မောင်ဆိုးဖန်တီးပေးသည်အတွေ့အကြုံရှိလာပြီးလုံတဲ့ရင့်လာသောမောင်ဆိုးကတော်ယုံအမှုလက်များကိုပါလက်ခံဖြည့်ရှင်းပေးနိုင်လာလေသည် သူเสียဥလူရှိကလည်းတွက်လက်တော့အကွက်မြင်တတ်တော့ပါနဲ့တော့ ကွင်းလက်ဖန်တီးချင်းတပည့်ကြီးမောင်ဆိုးကိုပွဲတိုင်းလို့လို့ပွဲထွက်ခွင့်ရစေသည် လူကြီးကြိုက်နေတတ်သောတပည့်မှုထိုက်တန်သော စုလက်ကိုလည်းရစေသည်ဥလို့ရှိတို့ဌာနမြေနေရာမှာကျယ်ဝန်း၏ထိုနေရာတော့တွင်ဥစိန်တရုတ်ခောက်ဆွဲဆိုင်ရှိ၏မကြမကြဆိုသလို အမှုတယ်များကဥစိန်ဆိုင်မှာခောက်ဆွဲတုံများဒံပေါက်ထုံများအသားတုံများကိုဥလူရှိထံဆက်သားကြ၏ဥလူရှိကထိုပါစဲများကို ဥစိန်ဆိုင်တို့ပြန်သွင်းစေကငွေပေါ်စေ၏တခြားနေရာတကာမှသာ အလှူတန်းရရောတော်လေယခုတို့ကိစ္စမျိုးမှာရသည်မငွေကိုကုတ်ရှိอยู่၏ခံရသူမှာဓာတုံတုံနဲ့ရိတ်တယ်လို့ခံရခလာ၏တခါကအသက်60ကျော်ခရမ်းသီးတဲ့တူစီပင်မှုဖြင့်ရောက်လာသည် အမှုထင်ရှား၍ဓာငွေဆောင်ရမည်ဖြစ်ရာအဖွားဘုံမှာပေးစရာငွေမရှိသဖြင့် အဖွားဝကြီးပိုင်ဆိုင်သော ခရမ်းသီးလျှောက်တွဲကိုတင်လိုက်၏ပြီးလည်းရင်မောင်ဆိုးကိုငွေပေါ်အောင်ရောင်းစေသည်အေမြရက်ဆက်သောအပေးယူကိစ္စများကိုဆရာတပည့်တက်ညီလက်ညီဆောင်ရွက်ကြသည်တဘဝသာသမားဥလူရှိကနောက်ဘဝဘာညာဆိုတာလက်မခံယခုဘဝမှာကြီးပွားချမ်းသာဖို့ငွေတီတာအရာရာဖန်တီးရှင်ငွေတီတာအခရာငွေနဲ့တာပျော်ရွှင်သောဘဝကိုဖန်တီးနိုင်သည်ဟုယတိပြက်လက်ခံထားသူ ယခုလည်းကြည့်ဥလူချစ်အကြောင်းလူပြောများလာလည်းရင်တနည်းအားဖြင့်အနံ့ထွက်လာလည်းရင်ဥလူချစ်ကစတုဒိတာအလူဘာအလူညာအလူလုတ်ပစ်ခါသူ့အနံ့ကိုဖျောက်ပစ်တတ်၏အလူချင်းကမန်းထတိုင်းတက်ပြလိုက်လည်းရင်ပွဲကြည့်ပြိတဲဆိုတာစားပြီးအိမ်ပြန်အလွန်အေးဆိုင်เสียမလို့ဟုရဲဝင့်စွာခံထားသူတယောက်ဖြစ်သည် မောင်ဆိုးကတခင်အားကိုနှင့်ဝင့်တယ်လည်းရဲ့အစားမပြတ်အသားမပြတ်ရှိပေ၏ ရခင်ကရွာဆိုင်မှာရှောက်သေးစိတ်ကလေးစားတို့ကတောရက်ကိုအကျွေးထားကတောက်ရတော့မောင်ဆိုးမဟုတ်တော့ဥစိန်ဆိုင်မှာဘီယာကိုအာလူကျော်နဲ့မီးကဝီစကီကိုပြ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 တောက်တုံးလာနိုင်၏နောက်ပါအပေါင်းဖော်များနဲ့တောင်းတောင်းရိုက်ခါပြောတတ်လာ၏ထရင်မူးကျွဲကိုပေါ်ဘီယာမူးတော်လျှောဝှက်မှုတွေပေါ်လာ၏တခါတခါမှာဝီစကီအရှိန်နဲ့သူ့ဆရာဥလူရှိရာဇဝင်ကိုဖော်တတ်ပြန်သည် လူသည်စကားမပြောရမနေတတ်သောတရားဝါဖြစ်၏မူလလျင်ဗရိမဲ့အထိတ်မရှိဗရံပတာတွေပြောတတ်၏တကယ်ဆိုဥလူချက်ကငွေတူးတမငွေဖန်းသောငွေမုတ်ဆိုးတာဟဲ့ရန်ကားကစတိုင်နဲ့လှူစားသူဖြစ်၏မြို့ကိုပြောင်းလာတော့ကရွှေငါးကားကကိုပိုင်မဟုတ် နှစ်ချုပ်နှင့်ငါးစီလာ၏ယခုဒီမျိုးရောက်မှအစဉ်ပြေလို့ကိုပိုင်ွယ်စီ၏ပြည်မတွင် မိမ့်မတုံယောက်ရှိ၏ တေဝရကြီးစောက်တတ်သူသာသမီနောက်ခံမရှိစသဖြင့်သူ့ဆရာဥလူချစ်အကြောင်းဖော်ကောင်လုပ်သည်ကြားရသူများမှာမယုံတဝက်ယုံတဝက်အတွေ့တတ်တတ်တာဖြစ်စေ၏တနေ့တနိုင်ဥလူချစ်ဘဝသို့ချိုချိုးဆိုသောမိန်းကလေးတူဆိုင်းပုံဒီကရောက်လာ၏သူ့ယောက်ျားအရသမားကိုကြွားချင်းလိုသည် သူ့ယောက်ျားကမကြွားပေဥလူချစ်ခြုံထွင်လာ၏ ရှင်တဲ့ရွက်ထူထူနဲ့ပြစ်ထဲလိုက်တော့အခါ ချိုချိုယောက်ျားအယက်တမပြားကတ်သွားကချိုချိုအပားမှာလွင်ထွက်သွားရလေတော့သည်ဥလူချေထွန်လိုက်တော့ခြုံထဲတွင် ချိုချိုဆိုသောယုံကလေးရှိ၏ချိုချိုကမင်းကြီးကြိုက်ဝင်းဆိုသော အသားရောင်နှင့်ဆိုင်ကြီးဖို့ငင်းမြေမြေသမျှပုရိသများဆွဲမှတ်စေသောရုပ်ရည်ရှိ၏။နာမည်နှင့်လိုက်စွာ မျက်နာကရှုံများနေ၏။ ဥလူချက်ကချိုချိုဆိုသောပိုက်ကွန်တွင်ညီကရောမထွက်နိုင်တော့ပေ။ဇရက်တောင်ပန်ကျိုးနေသောချိုချိုကလည်းကတွင်ပြက်ဥလူချက်ထံရှင်းကပ်၏။အကြီးမတန်တော်လည်းအထီးကျန်ပြီးအစားအသောက်မမှန်သောဥလူချက်ကိုထမင်းကြိုင်ပို့၏။တနေ့နှစ်ကြိမ်မနေ့တခါညတခါရံဖန်ရံခါညစာပါပို့ရသည်။ကြာသောချိုချိုသည်ဥလူချက်အိမ်တွင်မိဘကြောင့်နတ်သမီးအဖြစ်ခံစားနေတော်သည်။ ြေနဲ့မစုံတပြုံပြုံရှိသူကဥလူရှိချိုချိုနဲ့ရထမင်းဟင်းကနတ်တုတ်တာအလားစားကောင်းလှ၏လူသားတို့တွင်မိမိ၏လူရင်ဆန္ဒပြေဝနေလျင်ထိုအချိန်သည်တာယာ၏ကြည်နူးရ၏နတ်ဘုံတို့များကျေနပ်ကြရ၏ဥလူရှင်နှင့်ချိုချိုတို့သည်လည်းပန်ဝန်းကျင်အထင်မြင်များကိုဂယုမဆိုင်ရေလိုက်မောလိုက်ရှိကြလေ၏ဘဝမှာရေစရာပြီးနောက်မောစရာရောက်လာတတ်၏ မောဇရာများလာသောအခါဘဝပါပြောက်လာနိုင်၏တရသောအခါချိုချိုကတောမှရှိသောဖေဖေနေမကောင်း၍လိုက်သွားခွင့်ပြုရန်ဥလူရှိတံခွင့်တောင်းကတောသို့ပြန်လေ၏ဥလူရှိတက်ကိုင်းလွတ်လေပြီရင်မာဟာတတဖြင့်ချိုချိုကိုလွမ်းသော နေရများနှင့်သာအချိန်ကို လုံမြောက်စေလေသည်ပူလိုက်သောနေ့တနေ့အရက်တောက်ပြီးလေပံကဖွင့်အိပ်သောဥလူရှိလေဖြတ်သွားလေတော့သည် စကားမပြောနိုင် ထမနိုင်သွားမရလက်ကားရှိကနေဝူဝဝစကားတွေပြော၏မျက်လုံးပြူရှာထွက်ပါရွက်နားရွက်ကမြင်မကောင်းတပည့်မောင်ဆိုးကချိုချိုကိုဖုံးဆက်၍ခေါ်လိုက်ရသည် မကြခင်ချိုချိုရောက်လာသည်ချိုချိုကပြုစု၏ရှေလက်တို့ကိုစုပ်နေပေ၏ရင်ပတ်မျက်နှာတို့ကချွေးများကိုတုပ်ပေ၏သို့တော်ဥလူချစ်တတိမလဲတာတော့ပဲ ဥလူရှိဤနောက်ဆုံးအရှင်တွေကမြင်ရသူ အဖို့စိတ်မတက်တာလားပဇက်ဟောင်းလောင်းဟက တဖူးဖူးနဲ့လေကိုမှုတ်ထုတ်နေဤမောနေဟန်ရှိဤဖြစ်ဖြစ်ချင်းသူနည်းခေါင်းရိုက်ဖို့တောက်ဖို့တောက်ဖက်မြို့ကဆရာဝန်ကလာကုတည်သည်အရှင်ဤမဟန်တော့၍သူစိတ်ရှမ်းတအောင်သာ နေခဲ့တည်ရန်မှာခဲ့သည်ဥလူရှိပြုံးလာဤဥလူရှိကပြီးမှမှထားရခဲ့သောဇနီးများကိုတတိတယရှိ၍ပြုံးတာလား ချိုချိုရောက်လာ၍ပြုံးတာလားဦးလူချက်တာတိပင်မီတဖန်ပြုံးရကမဲ့လာ၏အန်ကျိတ်ခါအော်ပြန်၏ရှေလက်တို့ကိုဆန်းထုတ်ကယုံပြန်၏ပဇက်မလည်းဝူဝဝတွေထား၍အော်၏ဦးလူချက်ကိုမြေသူကနှိမ့်ဆက်နေတနီကျွန်းဆန်းကိုင်းမြေကိစ္စတော်ကမကျေနပ်သည့်လူမျက်နာများပေါ်လာလေတလားပင်လယ်နားကမြေဧကကိစ္စမှာမျိုးမျိုးမျက်မျက်ရယူထားလာ၍နောင်တရနေတာလား မြို့တည်လန်းကအိမ်ရမှုမှာလူများအမှန်တိကတမျိုးဆုံးဖြတ်ချက်ကတမျိုးကြောင့်ခိုးလေးတကျော်ဖြစ်သွားခဲ့သည့်ကိစ္စကိုတတိယ၍နောင်တရနေသည်လားခရမ်းသည်လျှောက်တွဲရောင်းသောအဖွားတဲ့စီကအဖွားတဲ့ကရောဘာတွေလာပြောနေတယ်လဲမကြည်မနက်နဲ့ကြွားချင်းပြလိုက်ရတော့အရသမားချိုချိုယောက်ျားကဆန္နာပြနေပြီလားဦးလူရှင်းမလွဲ၍တခြားသူမသိနိုင်သို့တော့ခုတ်တော်ပစိန်ကမမှန်မိတော့လေ အခုတ်ခံရသောတစ်ပင်ကရင်ထဲအသေးထဲမှာဆွဲနေအောင်မှတ်ထားပေလိမ့်မည်အခုခေတ်ဝိသည်အဝေးမှမနေကိုယ့်ကိုနှိတ်ကုတ်ဖို့အမြဲတစေစောင့်ဆိုင်းနေတတ်သည်ကာယကံကိုမနောကံကိုဝစီကံကိုက အခွင့်ရသည်နှင့်စော်ပလော်တည်တတ်သည်ဥလူချစ်ကပြုံးလိုက်မဲလိုက်နှင့်ရောက်ရခတ်နေသည် တဖန်ငြိမ်၍သွားပြန်သည်ဟာစီဟာစီနှင့်အတက်ကမထွက်နိုင် ထိုအချိန်ချိုးချိုးကမောင်ဆိုးကိုခေါ်ကအတက်ထွက်ခဲရင်အိမ်ခေါမိုးကိုဖောက်ရတယ်ဟဲ့တပောက်ဖောက်လိုက်စမ်းဟုမောင်ဆိုးကိုစေခိုင်းလိုက်ချိုးချိုးအတန်ကိုဥလူချစ်ကြားနေတယ်လို့မသိပါမောင်ဆိုးကခေါမိုးတို့တက်ခါခေါကိုဖောက်ပြလိုက်မောင်ဆိုးခေါင်ဖောက်ချိန်နဲ့ဥလူရှိဇက်ကြိုးကြချိန်ဒီတစ်ချိန်နဲ့ပင်ဖြစ်သည်ဥလူရှိမျက်နာကလည်းပြုံးရောင်ရောင်ကြီးဟုတ်ကဲ့ပါခင်ဗျာ စာရေးသူဆရာဟန်ဆိုင်စီမံရေးသားတော်အစုံအစံစီစဉ်ခဲ့တော်လေလို့အမိရတဲ့ဝိထုတို့လေးနဲ့စာရေးသူဆရာအောက်စီဂျင်ခေတ္တလူပြေရေးသားတော်အပြုံးဤနဝဲလို့အမိရတဲ့ဝိထုတို့လေးနှစ်ပုဒ်ကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါရခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်တော်မတဦးတယောက်ရှင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်တော်မများအားလုံးကိုစိတ်နှပါချွန်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ